အားလုံးမင်္ဂလာပါဒီနေ့အတူတူကပြန်လည်ဆင်ခြင်မဲ့နှုတ်ဘတ်တော်ကတော့အတိအချင်းချင်းဆိုတဲ့အရာကိုကျွန်တော်ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ပထမအပတ်တုံးငါအပိုင်းသေးကိုကျွန်တော်ဆင်ခြင်ခဲ့တယ်ပေါ့လေဒုတိယအပတ်အပိုင်းနဲ့ဒီနေ့ကတော့အပိုင်းသုံးကိုကျွန်တော်သွားမှာဖြစ်ပါတယ်အဲချမ်းသာကိုကြည့်တဲ့အခါမှာယောဟန်ခရစ်ဆန်ကဆက်ကြောက်မှာသင်တို့ဒီငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်တယ်တဲ့သင်တို့ဒီတွား၍ကြီးကြီးတော့အသီးကိုတီးဖို့ဖြစ်တယ်လို့ပြောထားပါတယ်ကျွန်တော်ယုံကြည်သူတွေဟာ ဘုရားသခင်ဖြစ်လာတဲ့အခါမှာနေ့စဉ်ဘဝအသက်တာမှာကြီးကြီးသောအတ္တီးဖို့ဘုရားသခင်ကကျွန်တော်တို့ကိုရွေးကောက်တဲ့အကြောင်းကိုကျွန်တော်ဆင်ញင်ခဲ့တယ်။ထို့ကြီးကြီးသောအပြီးဆိုတာကကျွန်တော်အချို့တွေ emphasize လုပ်ချင်တာကတော့ဝိညာဉ်သီးကိုယ်ရောအကြောင်းကိုကျွန်တော်တို့အဓိက emphasize လုပ်သွားဖို့ဖြစ်တယ်။နော်ကျွန်တော်ဝิญญေတိကိုမျိုးထဲမှာချစ်ချင်းရှိတဲ့ဝမ်းမြောက်ခြင်းငြိမ်းချမ်းခြင်းဆုရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမကုံချုပ်တီးခြင်းဆိုတဲ့အရာတွေ ကျွန်တော်တို့အပီသီလာဖို့ဖယားသခင်အလူရှိတယ်ဖယားရင်ကျွန်တော်ရွေးကောက်တယ်ဆိုတော့ကျွန်တော်ပြောခဲ့ကြတယ်ဝိညာဉ်အသီးနဲ့ဝိညာဉ်စုကြည့်စုမတူတဲ့အကြောင်းကိုလည်းကျွန်တော်တို့ပြောခဲ့ကြတယ်ဝိညာဉ်စုကြည့်စုကတော့တယောက်နဲ့တယောက်မတူကြဘူးပေါ့နော်ဆိုတော့ ဒါပေမဲ့ဝိညာဉ်အသီးကတော့အားလုံးအတူတူရရှိဖို့အတူတူသီးဖို့မို့ဘုရားသခင်အလိုရှိတယ်ဆိုတာကိုကျွန်တော်ပြောခဲ့တယ်ကျွန်တော်ယုံကြည်သူတွေဝိညာဉ်သီးသီးလာဖို့ဘုရားသခင်ကကျွန်တော်ကိုစောင့်ဆိုင်းနေကျွန်တော်တို့ရဲ့အား내ချက်တွေတစ်ခါတည်းလစ်လျူရှုပေးတယ်ဆိုတဲ့အရာတွေကျွန်တော်တို့ဆင်ញင်ခဲ့ကြတဲ့အနေငယ်သောတစည်းကစားကျွန်တော်ရဲ့အသက်တာမှာပြောင်းလဲဖို့ကျွန်တော်တို့ဆင်ញင်ခဲ့တယ်ဘယ်အချိန်မှသီးသီးဖို့ ဖြစ်လဲဆိုရင်ကျိုးပဲ့တဲ့ကျိုးပဲ့ချိန်ပွားတဲ့နှလုံးသားရှိတဲ့အခါမှာအတီးသီးလာတက်တယ်ဆိုတာကိုလည်းကျွန်တော်တို့စင်ကျင်ခဲ့ကြတယ်ဆိုတော့အဲဒီလိုကျိုးပဲ့ချိန်မှအပြစ်ပြောင်းလဲလာခဲ့တဲ့သူဒီအကြောင်းကိုလည်းကျွန်တော်တို့အတူတကွစင်ကျင်ခဲ့ကြပြီးဖြစ်ပါတယ်ပြီးတော့အပိုင်းနဲ့မှာကျွန်တော်တို့ပါစင်ကျင်ခဲ့လဲဆိုတာကိုလည်းကျွန်တော်တို့အလဲငယ်ပြန်ပြီးတော့စင်ကျင်ရအောင် လွန်ခဲ့တဲ့အပတ်ကတော့အတီးသီးလာဖို့ဖရာသခင်ကျွန်တော်တို့ကိုလှုပ်ဆောင်ပေးတဲ့ဖရာအပိုင်ကိုကျွန်တော်ဆင်ញင်ခဲ့တယ်ကျွန်တော်တို့ကျိုးမဲ့ချိန်မွားတဲ့အသက်တာရှိတဲ့လူကအတီးသီးလာတယ်အဲ့လိုကျိုးမဲ့ချိန်မွားတော့အသက်တာရှိဖို့အတွက်ဖရာသခင်ကကျွန်တော်တို့ကို ကျွန်တော်ပြုတ်ပြင်းနေပုံသွင်းနေဆိုတဲ့အရာတွေပေါ့နော်လွန်ခဲ့တဲ့အပတ်ကဖရဲသခင်ကကျွန်တော်တို့ကိုတူးဆွပေးတယ်ကျွန်တော်တို့ကိုနောက်ချီးဖို့တယ်အတီးတီးဖို့ဆိုတာမြေကောင်းဖို့လိုတယ်မြေကောင်းသောမြေကတန်လဲအစ30 30 60တရားအတီးတီးတယ်မြေလေးမျိုးအကြောင်းကျွန်တော်ဆင်ရင်ခဲ့တယ်လမ်းမြေရှိတယ်ကြောက်ပေါ်တဲ့မြေရှိတယ်ဆူပေါ်တဲ့မြေရှိတယ်အဲ့ဒီမြေတွေကအတီးမတီးနိုင်မှုအတီးတီးသောမြေကကောင်းသောမြေအဲ့လိုကောင်းသောမြေဖြစ်လာဖို့လမ်းမြေလိုဖြစ်နေတဲ့ကျွန်တော်နှလုံးသားတွေကိုဖရဲသခင်က ပြုပြင်ပေးတယ်ကြောက်ကဲ့သို့ပေါ်တယ်ကျွန်တော်မျိုးကိုကြောက်ဒီကိုဖယ်ရှားပေးတယ်ဒူးဆွားတယ်နောက်ချိပို့တယ်စူးနဲ့စူးရီနဲ့ပြည့်နေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားမျိုးကိုဘုရားသခင်ကစူးရီကိုဖယ်ရှားဖို့အတွက်မျိုးကိုတူးဆွားတယ်စသည်ဖြင့်ကျွန်တော်တို့ဆင်ရင်ခဲ့တယ်အဲ့ဒီအခါမှာကျွန်တော်တို့ကောင်းသော မြေဖြစ်လာပြီးတော့အတီးဒီတီးလာဖို့ဘုရားခင်အလိုရှိတယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်ဘုရားသခင်ကအဲ့လိုကျူးဆွတဲ့ခါမှာမြေကြီးကိုချိုးပဲပျက်စီးတဲ့ခါမှာနာကျင်မှုတွေလည်းပဲပေါ်ဟအသက်တာမှာတွေ့ကြုံရတယ်နာကျင်မှုတွေအပြည့်ကျွန်တော်ရဲ့နှလုံးသားမြေကိုကောင်းကောင်းမြေဖြစ်စေတယ်ဆိုတော့ကိုကျွန်တော်တို့အတူတကွဆင်ញင်ခဲ့ကြတယ်ဆိုတော့အဲ့ဒါတွေကတော့စုံစမ်းနောက်ရဲ့ချင်းတွေလည်းကျွန်တော်တွေ့ကြုံစေတဲ့အရာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဆင်ញင်ခဲ့တယ်ဒီနေ့မှာတော့အပိုင်း၃ကိုကျွန်တော်ဆင်ញင်မယ်အဲ့ဒီအပိုင်း၃ကတော့ အသေးသေးပေါ်အတွက်ကျွန်တော်တို့ဖက်ကလှုပ်ဆောင်ရမယ့်အရာပေါ့အဲ့ဒါကိုကျွန်တော်ဆင်ញင်သွားမယ်နှုတ်ကင်းတဲ့ဘက်ကတော့ကျွန်တော်အသေးသေးလာဖို့ဖခင်သခင်ကျွန်တော်တို့ကိုလှုပ်ဆောင်တဲ့အရာဘုရားရှင်ကျွန်တော်ရဲ့အသက်တာကိုပြုပြင်ပေးတဲ့အရာဘုရားရှင်ကျွန်တော်ရဲ့ဘဝအသက်တာမှာအသေးသေးလာဖို့ရည်ရွယ်ပြီးတော့ကျွန်တော်ရဲ့ဘဝအသက်တာမှာအမျိုးမျိုးသောဒုက္ခအခက်အခဲတွေကိုလည်းတစ်ခါတည်းံတွေ့ကြုံစေတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ဆင်ញင်ခဲ့တယ်ဒီနေ့မှာကျွန်တော်တို့အသေးသေးလာဖို့ကျွန်တော်တို့အပိုင်းကလှုပ်ဆောင်ရမယ့်အရာ ကိုကျွန်တော်တို့ဆင်ញင်သွားမှာဖြစ်ပါတယ်အပိုင်းနှစ်ပိုင်းရှိတယ်ပေါ့ဖရားအပိုင်းရှိတယ်ဖရားလှုပ်ပေးတဲ့အပိုင်းရှိတယ်ပြီးတော့ကျွန်တော်တို့ဖက်ကလှုပ်ရမယ်အပိုင်းရှိတယ်ဒါကမသွားခင်ပြန်ပြီးတော့ဆင်ញင်ဖို့ဖက်ကိုချင်တာကတော့ဝိညာဉ်အသေးတွေကကျွန်တော်တို့မသိနိုင်ဘူးဆိုတာကိုကျွန်တော်တို့နားလည်ဖို့ကျွန်တော်တို့ပြန်ပြီးတော့ခွန်အားယူရအောင်ဝိညာဉ်အသေးကိုဘသူကသိရမလဲတန်ရှင်းသောဝိညာဉ်တော်ကသိဖို့မဟုတ်ဖြစ်တယ်။ဒါပေမဲ့ဝိညာဉ်တော်ကတီးပွင့်ရမယ့်အရာကျွန်တော်တို့နှလုံးသားမြေခေါင်းဖို့ အရေးကြီးတယ်ကျွန်တော်နှလုံးသားမြေကောင်းတဲ့ခါမှာတန်ရှင်းသောဦးတော်ဘုရားကလုံးဝအပြည့်ဝနေရာယူအုပ်ဆိုးတဲ့အခါမှာ ဝိညာဉ်အသီးတွေတီးပွင့်လာမှာဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ပထမဆုံးအနေနဲ့ပြန်ပြီးတော့နားလေသဘောပေါက်အရေးကြီးပါတယ်ခဏဆူတောင်းရမြတ်တာတော်ရှင်ပါဘုရားဤချိန်တိုင်းအတွက်ကျေးဇူးတင်နေကြွရဲ့သာသမီများဒီမှာဆုယုံပြီးတော့အတူတူကဘုရားကိုပြန်လဲချီးမွမ်းကိုးကွယ်ရတဲ့အခွင့်ကိုပေးလို့ကျေးဇူးတင်နေဒီအချိန်မှာလဲကိုရောရဲ့ပြားလဲမှုတဲ့ခြုံမင်းနဲ့တန်လက်တကားတွေထက်တဲ့တရားစကားများကိုပြန်လဲဆင်ခြင်တဲ့အခါမှာတိုင်ရှင်းသောဝိညာဉ်တော်အယောက်တိုင်းရဲ့ဝိညာဉ်မျက်စိဝိညာဉ်နားများကိုဖွင့်ပေးတော်မူပါ အချိန်နာရီကိုလူယူနှောက်ရှက်ဖြစ်စည်းတတ်တဲ့ဝိညာဉ်ဆိုမနာဆိုမမိုက်တို့အနာစိတ်ရှိမြောက်ကလေးယေရှုခရစ်တော်နာမအပြည့်အဝေးသို့ဖေရှားတယ်အသက်တာအချိန်နာမှုရာအသက်တပံထံတော်ဘာသို့ဆက်ကအနဲ့ဆူတောင်းတဲ့ခါမှသခင်ယေရှုခရစ်တော်နာမကိုမြေပြအလွန်ယိုသည်စွာချီးမွမ်းလေဆူတောင်းကြပါ၏ပါမျက်စွာတော်ဖရာသခင်အာမင်ကျွန်တော်တို့ယောဟန်ခန်းကြီး15ကိုတမန်ကျမ်းစာပါတဲ့လူတွေကအစင်သစ်လှန်တားဖို့ဖိတ်ခေါ်ခြင်းပါတယ်ဒီနေ့ကတော့ပွဲတော်လေးရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတော့ဝင်းကချင်းဟာခါတိုင်းချက်ကျွန်တော်တို့နော်အတူတူအောင်ကျွန်တော်ဝင်းကသွားမှာဖြစ်ပါတယ်ရှင်ယောကခရစ်ဝင်ကအခန်းကြီး15မှာမှန်သောစပြစ်နယ်ပင်အကြောင်းကျွန်တော်တို့ပြောခဲ့ကြတယ်လွန်ခဲ့တဲ့ပတ်ကတော့အခန်းကြီး1နဲ့3ခါပါလုတ်ခဲ့တယ်ဗောလေဖျားသခင်လှုပ်ဆောင်တဲ့အပိုင်းငါဒီမန်သောစပိနွေပင်ဖြစ်ဤငါခမဲတော်သည်လေဥယျင်ဆောက်ဖြစ်တော်မူဤငါ၌အသီးမသီးသောအခက်ရှိမြတ်ကိုခုတ်ပစ်တော်မူဤအသီးသီးသောအခက်ရှိမြတ်ကိုတာ၍တီးစေခြင်းကတုတ်တင်ရှင်းလင်းတော်မူဤ ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ငါဟာမှန်သောစပြည့်နွယ်ပင်ဖြစ်တယ်တမဟောင်းချမ်းကိုကြည့်တဲ့အခါမှာစပြည့်နွယ်ပင်ကဘု து ကိုယည်ညွန်းတယ်လဲဆိုရင်ဧသေးလလူမျိုးတွေကိုယည်ညွန်းတယ်လို့ ဆာလံအခန်းကြီး80ငယ်ရှိမှာပြောထားတဲ့တမဟောင်းကျမ်းကိုကြည့်ရကမှာဟုတ်ပြီမှတ်ထားမယ်နော်တမဟောင်းကျမ်းမှာစပြည့်နယ်ပင်ဆိုတာကဣသေလလူမျိုးတွေကိုပြောတာဖြစ်တယ်။သို့သောဣသေလလူမျိုးတွေကအသီးသီးပုံငင်းဆန်ခဲ့တယ်တဲ့။ဖယားသခင်ကသူတို့ကိုကောင်းသောအသီးသီးသီးစေခြင်းနဲ့ဒါပေမဲ့သူတို့ကသူတို့အလိုရှိတဲ့အသီးတွေကိုပဲသီးတယ်။ပေါ်ရှာတီးကိုပဲသီးတယ်ဆိုတာကိုကျွန်တော်တို့ပြောခဲ့ကြတယ်။ဒါပေမဲ့တမသစ်ချမ်း ရောက်လာတဲ့အခါမှာတော့စပြစ်ပင်ဟာမှန်သောစပြစ်နယ်ပြားသခင်ယေရှုဖြစ်လာတယ်တဲ့။ဟုတ်ပြီနော်။သခင်ယေရှုဖြစ်လာတယ်ဆိုတာကိုဒီကျွန်တော်15မှာကြည့်တဲ့အခါမှာတွေ့ရတယ်။ဆိုတော့ဟိုအပတ်တုန်းကတော့ကျွန်တော်ပြောခဲ့တယ်။ငါနဲ့အသီးမသီးသော အခက်ရှိမြတ်ကိုကိုရောကခုတ်ပစ်တယ်တဲ့။ဒါဖျားသခင်ကလှုပ်တာ။ပြီးတော့အသီးသီးသော အခက်ရှိမြတ်တကယ်ဖျားအသီးသီးသောအခက်ရှိမြတ်ဆိုတာကတကယ်ဖျားသခင်ရဲ့တာမီးစစ်မှန်တဲ့သူတွေဟာတဲ့။ตาရွေ့သီးစီချင်းငါတဲ့။တုတ်တင်ရှင်းလင်းတယ်လို့ပြောတယ်။ ။ဒါအရွတ်တာရွတ်ဝิญဉ္ဇီတီလာကိုကျွန်တော်ရဲ့ဘုရားအသက်တာမှာယောဘအသက်တာလိုမျိုးပဲကျွန်တော်မတွေ့ကြုံချင်တဲ့အရာတွေဘုရားသခင်ကတွေ့ကြုံစေတဲ့အရာတွေကိုဒီမှာပြောနေတာတုတ်တင်နေလို့ပြောတယ်။ဆိုတော့ဒါဘုရားသခင်ကျွန်တော်အပေါ်မှာလှုပ်ဆောင်တဲ့အရာကျွန်တော်တို့ဟိုအပတ်ကဆင်ញင်ခဲ့တယ်။အငယ်၃ကိုပြန်ဖတ်မယ်။သင်တို့သည်ငါဟောပြောသောစကားအပြည့်ယခုပင် ရှင်းလင်းလက်ရှိကြ၏လေအငယ်လေးငါ၌ကြည်နေကြလော့ ဒီမှာငါနိုင်တင်နေချလော့ခမအသားတော်ယေရှုခရစ်ကသူ့ရဲ့တပည့်တော်တွေကျွန်တော်တို့ကိုပြောတယ်ငါနဲ့တင်နေချလော့ဆိုတော့ကျွန်တော်တို့ကလောက်ရမယ်ဟာဖြစ်နေပြီငါနိုင်တင်နေချလော့အမိတ်ဖြစ်တယ်ငါဒီလဲတင်တို့နိုင်တင်နေပြီဒီမှာ condition ရှိတယ်ငါနိုင်တင်နေချလော့အဲ့ဒါဆိုရင်ငါဒီတင်တို့နိုင်တင်နေပြီစပစ်ခက်တီအပင်နိုင် မတီလဲကိုယ်အလိုလျောက်အသီးမသီးနိုင်တကယ်တော့တင်တို့ဒီငါနိုင်မတီလဲအသီးမသီးနိုင်ချ ပရမဆုံးကျွန်တော်ချိန်ခဲ့တာလွန်ခဲ့တဲ့ပတ်ကငွေတင်းတဲ့နေ့မှာအတိအသီးသောအခက်ရှိများကိုတာ၍တီးစေဖို့သူကနေပြီးတော့တုတ်တင်ရှင်းလင်းဒါဖျားခင်ကတုတ်တင်နေတဲ့ကျွန်တော်တို့ကိုဖျားခင်လုတ်တဲ့အပိုင်းဒီမှာအခုပြန်ပြောတဲ့ငွေလေးမှာတော့အတိအသီးလာဖို့တဲ့ကိုယ်လိုလျောက်မင်းတို့အသီးမသီးနိုင်ဘူးတဲ့တင်းတို့ဒီငါနိုင်မတီးလဲအသီးမသီးနိုင်ကြဆိုတော့ငါနိုင်တီးနေကြလော့ဆိုတော့ကျွန်တော်တို့က ိုတော်၌တည်ရမယ်အပိုင်းကိုပြန်ပြီးတော့ပြောတယ်။ဒါကြောင့်နှစ်ချက်ကိုနားလည်ရမယ်။ကျွန်တော်တို့အသေးသေးဖို့ခမဲတော်လှုပ်ဆောင်တဲ့အပိုင်းရှိတယ်။ပြီးတော့ကျွန်တော်တို့အပိုင်းကလှုပ်ရမယ်အပိုင်းရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့မှပြန်လည်ဆင်ခြင်ဖို့ကျွန်တော်ခွန်အားပေးခြင်းနဲ့ဒီနေရာမှာငါနိုင်တည်နေချလော့ဆိုတာကအင်္ဂလိပ်ဆို abide in me ငါနိုင်တည်နေချလော့ ဆိုတော့ abide abide ဆိုတာဒီအခန်းကြီး15တဲမှာပဲ၁၀ကြိမ်တွေ့ရတယ်ဆိုတော့အ၁၀ကြိမ်တွေ့ရတဲ့စကလုံးဖြစ်တယ်ဆိုတော့ဒီကျမ်းစာဖတ်တဲ့အခါမှာခဏခဏတွေ့ရတဲ့စကလုံးဆိုရင်ဒါဟာအရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်နော်ဒီ15တဲမှာရှင်ခရစ်ဝင်အခန်းကြီး15 abide abide ဆိုတဲ့တီးပါတီးပါတီးပါဆိုတာ၁၀ကြိမ်လောက်တွေ့ရတယ်ပြီးတော့ abide in me နာနိုင်တီးပါဆိုတဲ့အရာကြတော့၅ကြိမ် तू ကပြောထားတယ်လို့ကျွန်တော်တို့နားလည်ရတယ် ဒါကြောင့်ဆိုလိုတာကတော့ abide ဆိုတာကဘာလဲဆိုရင် remain remain ဆက်ပြီးတော့တည်နေပါငါနိုင်ဆက်ပြီးတော့တည်နေပါဆိုတဲ့သဘောမျိုးဆိုတော့ရှင်ယောဟန်ခရစ်ဝင်ကျအခန်းကြီး15မတိုင်ခင်ဟိုအခန်းကြီး73မှာတို့ညစာစားကြတဲ့အချိန်မှာ ဟာကိုမင်းတို့ထဲကတယောက်ကနေပြီးတော့တစ္ဆာဖောက်မယ်လို့သခင်ယေရှုကပြောတဲ့အခါဘာတူလဲဘာတူလဲပြောရင်းနဲ့ငါမုတ်ပေးတဲ့သူဖြစ်မယ်ဆိုတော့ယုဒရှကာယုကိုသူကဗာလဲမုတ်ပေးလိုက်တယ်ဆိုတဲ့အကြောင်းတွေ့ရတယ်ဆိုတော့ယုဒရှကာယုဟာတပည့်တော်12ပါးတည်းကတယောက်ဖြစ်တယ်ကိုတော့ကိုနောက်လိုက်တဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့ခရစ်တော် night တခြားတော့တပည့်တော်12ပါးလို့ဆက်လက်ပြီးတော့ abide မဖြစ်ဘူး remain ဆက်လက်ပြီးတော့ကိုတော့ကိုတစ္ဆာမခံဘူးဆိုတာတွေ့ရတယ်သွားပြီးတော့ကိုတော့ကိုတစ္ဆာပါဆိုတော့အဲ့ဒါ context ရှိတယ်။အဲ့ဒါ73ညရရှိကာယုသစ္စာဖောင်းမဲ့73ပြီးတော့74ကနေသူပြောတယ်ပြီးတော့အခန်းကြီး15ရောက်တဲ့ခါမှာဒီစပိခဲအကြောင်းကိုသူပြောတာဖြစ်တယ်။ဆိုတော့ remain ဆိုတော့ကျွန်တော်တို့ကရင်အသက်တာမှာလည်းပဲခရစ်တော်ကမြေကရင်ပိုင်းရှိမြဲယုံကြည်တဲ့လူကဆက်ပြီးတော့ယုံကြည်သွားဖို့ဘဝအသက်တာမှာဘလို့အခက်အခဲတွေရှိပါစေဆက်ပြီးတော့ remain ဆက်ပြီးတော့ယုံကြည်ခြင်းမှာဆက်ပြီးတော့သစ္စာရှိသွားဖို့ကိုလည်းကျွန်တော်နားလေစေတယ် ။ဒါတချို့သောသူတို့ကမိမိကယ်ရင်မရှိမီကိုရော့ကိုယုံကြည်လက်ခံတယ်။ဒါပေမဲ့အကြောင်းမျိုးကြောင့်ကိုရော့ကိုမလက်ခံတဲ့သူတွေအများကြီးမရှိဘူးလား။ရှိတယ်ယူတရှကာယူလိုမျိုးပေါ့။ဘလို့အခက်ခဲအတားစီးတွေရှိပါစေကျွန်တော်တို့အဲ့လိုယူတရှကာယူလိုမျိုးမဖြစ်နဲ့ဆက်ပြီးတော့ငါနိုင်တီပါငါနိုင်တီပါတပည့်တော်တွေကိုသူပြောနေတယ်ဒီနေ့ကျွန်တော်တို့ကိုပြောနေတယ်နော်အသက်တာမှာလည်းပဲဘယ်လိုဘဝမှာစင်ကုန်မှုတွေရှိပါစေတခင်ယေရှုမိမိကယ်ရင်မှာရှိရဲ့ဆက်လက်ပြီးတော့ပေတဲ့အထိနော်နောက်ဆုံးသောအချိန်အထိ ကျွန်တော်အသက်ထွက်သွားတဲ့အချိန်ကြီးကိုရောကိုဆက်လက်ပြီးတော့ယူဒရှိကာယူလို့မဟုတ်ဘဲနဲ့မင်းတို့ remain in me ငါအပေါ်မှာဆက်လက်ပြီးတော့ဒီပါဆိုတဲ့အရာကိုလည်းဒီမှာပြောနေတယ်လို့ပဲတစ်ဆက်ထဲမှာခရိယံအသက်တာမှာလည်းပဲငါနိုင်ဆက်လက်ပြီးတော့ဒီနေပါဆိုတာကိုဒီမှာပြောနေတာဆိုတာကိုကျွန်တော်တို့ဒီနေ့နားလည်ဖို့အင်မရမအရေးကြီးတယ်ဆိုတာကိုကျွန်တော်ခွန်အားပေးခြင်းဘယ်လိုခရစ်ကိုယ်တော်နဲ့ကျွန်တော်ဒီမလဲအဲ့လိုအဒီမှာပဲငါနိုင်ဦးလို့အသီးသီးမယ် ။ဥပမာကျွန်တော်တို့နေ့အစဉ်တိုင်းမှာသွားလာလို့ရှားတဲ့အခါမှာကျွန်တော်တို့ဘာအဖြစ်တည်မလဲ။အခရစ်တော်နဲ့ဖခင်မေတော်ကကျွန်တော်တို့ကယ်တင်ခြင်းမှုကိုပြုပေးပြီဖြစ်တယ်။ခရစ်တော်နဲ့ကျွန်တော်တို့ကိုတည်စေပြီဖြစ်တယ်။လက်ဝါးကားတွေမှာခရစ်တော်နဲ့ကျွန်တော်တို့ကိုတည်စေပြီဖြစ်တယ်။ကျွန်တော်တို့လူဟောင်းကိုရိုက်တတ်တယ်ကိုရောနဲ့အတူတကြူတယ်ပြီးတော့ကိုရောနဲ့အတူကျွန်တော်တို့ကိုထမ်းမြောက်စေပြီးတော့ကောင်းငင်အရာမှာနေရာပေးတယ်။အဲ့ဒါကိုတော့အထင်းမှရှိခြင်းမှာကျွန်တော်ဆက်လက်ပြီးတော့ တည်နေဖို့အရေးကြီးတယ်နေ့ရက်စင်တိုင်းမှာဘလို့တည်မလဲကျွန်တော်ဆူတောင်းခြင်းအပြင်ကျွန်တော်ဆက်လက်ပြီးတော့ကိုရိုနိုင်ကျွန်တော်မြှီခိုဖို့လိုတယ်ဒီမီဖို့လိုတယ်ကျွန်တော်စတန်ဇာဖတ်ခြင်းအပြင်ကျွန်တော်ဆက်လက်ပြီးတော့တည်မီဖို့လိုတယ်ယုံကြည်သူအတူတူကမိတ္တာဖွဲ့ခြင်းမှာအစင်မမြဲအပတ်စဉ်အပတ်တိုင်းလာရောက်ပြီးတော့ကျွန်တော်မိတ္တာဖွဲ့ခြင်းကလေကိုရိုနိုင်ဒီနေခြင်းရဲ့နိလန်တစ်ခုဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ကိုရိုနိုင်စစ်မှန်တော့အသက်ကိုမရတဲ့သူဟာအဲ့လိုအမြဲတမ်းတည်နေတဲ့အသက်တာမရှိဘူး ဲ့ဒါကိုကျွန်တော်နားလေးပို့လို့ပဲဟုတ်ပြီနော်ကုရောကမိကဲမဲ့ယုံကြည်တယ်လို့ပါဇက်နဲ့ပြောပေမဲ့အဲ့ဒီလိုတက်တည်မရှိဘူးဆိုရင်နေ့ရက်စင်တိုင်းမှာကုရောကိုနှုတ်ကပတ်တော်အဖြစ်တော်၎င်းဆူတောင်းခြင်းအဖြစ်တော်၎င်းစသည်ဖြင့်တည်မီခြင်းတနာမရှိတဲ့သူဟာတန်တရားရှိဖို့ကောင်းမှာဟုတ်ပြီနော်တန်တရားရှိဖို့ကောင်းတယ်ဒါကြောင့်ခရစ်တော်နဲ့ကျွန်တော်တို့ရဲ့တီမီချင်းအသက်တာကိုဘာအပြစ်လုဆောင်မလဲမိသားဖွဲ့ချင်းအပြစ်လောဆူတောင်းချင်းအပြစ်လောတမာချမ်းသာဖတ်ရှုချင်းအပြစ်လောကနေ့ရစင်တိုင်းမှာကျွန်တော်ဘာလုပ်ရမလဲ တီမီရမယ်အဲ့လိုတီမီငါနိုင်တီမမင်းတို့ဘာဖြစ်မလဲအသီးကိုသီးမယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့နားလည်ဖို့အင်မနမအရေးကြီးတယ်ဆိုတာကိုကျွန်တော်ခွားပေးခြင်းနဲ့နောက်တစ်ခုကျွန်တော်လူဘက်ကလှုပ်ဆောင်မယ့်အရာနောက်တစ်ခုကဘာလဲဆိုရင်လောကအတွက်တည်သူဖြစ်ရဟုတ်ပြီနော်ဒါတော့ကလာတိခန်းကြီး924ကိုကျွန်တော်ဆင်ခြင်မယ်နောက်ကလိုက်ဆိုပေးအောင်ခရစ်တော်၌ဆက်ဆိုင်သောသူတို့သည်စာတိပဂတိကို၎င်းစာတိပဂတိစိတ်ညာနဲ့ အလိုဆန္ဒများကို၎င်းလက်ဝါးကတ်တိုင်မှာရိုက်ထားကြပြီဒီနေရာမှာပြောတဲ့သာတိပဂရိကိုကားတိုင်ပေါ်မှာရိုက်ထားတယ်ဆိုတာကကျွန်တော်တို့လှုပ်ဆောင်မယ့်အပိုင်းကိုဒီမှာပြောနေတာဖြစ်တယ်ဟုတ်မင်းနော်ကျွန်တော်လှုပ်ဆောင်မယ့်အပိုင်းကိုပြောနေတာဖြစ်ဒါနဲ့ခစင်နဲ့ကျမ်းစာရှိတဲ့ယောမခိုင်း6ငွေ6ဂလာတိခိုင်း20ဒီဒီဒီကျမ်းပိုင်နဲ့စင်တယ် ဒီကျမ်းဘက်ကတော့ပါပြောလဲဆိုတော့ခရစ်တော်နဲ့ဆက်ဆိုင်သောသူတို့သည်စာတိပဂတိကိုလကောင်စာတိပရိစိတ်များနဲ့အလူဆန္ဒများလက်ကွာကနေမှရိုက်ထားကြပြီဆိုတော့ကျွန်တော်တို့ကရိုက်ရမယ်အပိုင်းပြောတယ်သူရဲ့ရှေ့မှာယောမခန်းကြီး66ငါတို့ရဲ့လူဟောင်းသည်ထိုးသခင်နဲ့အတူလက်ဝါးကတိုင်ပေါ်မှာအတိတချင်းကိုခံပြီးငါတို့တိကျ၏ဆိုတဲ့အရာကတော့ခမဲတော်ကပါတော်၌ကျွန်တော်တို့လုတ်ပေးတဲ့အရာကိုသူကရည်ညွှန်းတာကျမ်းစာကိုကြည့်တဲ့အခါမှာသူ့ရဲ့စကားလုံး sentence ဝချရေးသားပုံကိုကျွန်တော်ကြည့်တဲ့အခါမှာမတူဘူးသူကဗာလဲဆိုရင်ယောမခိုင်း6ငယ်6နဲ့ဂလာတိခိုင်းနှစ်20ဂလာတိခိုင်းနှစ်20မှာတော့ငါဒီခရစ်တော်နဲ့အတူလက်ဝါးကရိမအသေးခံပြီးလို့အာရှင်ဘောလူကပြောတာကျွန်တော်တို့တွေ့ရအဲ့မှာသူတို့ရဲ့ခရိယာအဖုံးနှုံးကိုကျွန်တော်ကြည့်တဲ့အခါမှာအခုနကျွန်တော်ဖတ်သွားတဲ့ဂလာတိအခန်းကြီးငါငယ်24နဲ့မတူဘူးဆိုတော့ကျွန်တော်တွေ့ရဆိုတော့ယောမခိုင်း6ငယ်6မှာငါဒီခရစ်ငါတို့ရဲ့လူဟောင်းဒီ ဒုသင်နဲ့အတူလေဝါကားတိုင်းပေါ်မှာအသေးခံပြီးဆိုတဲ့အခါမှာသူကဘာပြောလဲဆိုတော့ I was crucified လို့သူက I was သူက passive voice နဲ့တော့နေ I was crucified ဆိုငါကိုတတ်တယ်ဆိုတဲ့အတိတ်ပဲမျိုးငါကဟိုဟာလုတ်တာမဟုတ်ဘူးနဲ့ကျွန်တော်က object ပေါ့ဟိုက subject ခမီးတော် subject I was ကျွန်တော်တို့ဒီ grammar ကြည့်တဲ့အခါမှာ passive I was ဆိုတာခံရတယ်လို့ပေါ့ I was crucified with Christ ငါခရစ်တော်နဲ့အတူလဲဝါကနေအသေးခံပြီခမဲတော်ကကျွန်တော်တို့ရဲ့အသက်တာကိုတားတော်ယေရှုခရစ်ထဲမှာထည့်ပြီးတော့ကျွန်တော်ရဲ့လူဟောင်းကိုတတ်တာကိုသူကပြောတယ်ခမဲတော်လှုပ်ဆောင်တဲ့အပိုင်းဂလာတိခရိုင်နေ20မှာရှင်ဘောလူပြောတဲ့အရာလဲငါဒီခရစ်တော်နဲ့အတူလဲဝါကနေမှာအသေးခံပြီလို့ပြောတယ်အင်္ဂလိပ်စ I have been crucified လို့ပြောတယ်။ I have been crucified. သူကခံရတယ်။ Passive voice လို့ပြောတယ်။ I have been crucified. တော့ခမဲတော်ကသားတော်ယေရှုခရစ်အထဲမှာကျွန်တော်တို့ကိုလှုပ်ဆောင်ပေးတဲ့အရာခမဲတော်လှုပ်ဆောင်ပေးတဲ့အရာဖျားလှုပ်တဲ့အပိုင်းဒါပေမဲ့အခုကျွန်တော်ဖတ်သွားတဲ့ခလာတိခန်းကြီး94ခရစ်တော်နဲ့ဆက်ဆိုင်သောသူတို့ဒီစာတိပရိကို၎င်းစာတိပရိစိတ်များနဲ့အလိုဆန္ဒများကို၎င်းလက်ဝါးကရမှာရိုက်ထားကြပြီဆိုတာကသူ active နဲ့ပြောတာ have crucify have crucify ကိုကိုယ်တိုင်လှုပ်ရမယ်ဟုတ်ပြီနော်ကိုကိုတိုင်းလောက်ရမယ်အပိုင်းကိုသူကပြောနေတာဖြစ်တယ်ဒါကိုတခါတည်းကျွန်တော်တို့အာ ဒါကိုနားမလဲတာကြီးရှိတတ်တယ်။ဒါကြောင့်ဒီအရာကိုနားလဲခြင်းအဖြစ်တော့ဘာကိုသဘောပေါက်နိုင်လဲဆိုရင်ခမဲတော်လုတ်တဲ့အပိုင်းရှိတယ်လူကလုတ်တဲ့အပိုင်းရှိတယ်ဆိုတော့ကိုကျွန်တော်တို့သာ၍နားလဲသွားမှာဖြစ်ပါတယ်။ဆိုတော့ဥမာဆိုကြပါဆိုဥမာတစ်ခုပေးမယ်ဆရာတပားကပါပြောတယ်လဲဆိုရင်ဘုရားသခင်အင်မတန်အတော်ပြတဲ့ဆရာတပားကပါပြောလဲဆိုတော့မြေဆွဲအားကြောက်တဲ့လူတွေကတဲ့เนาะကျွန်တော်ဥမာအရင်ကလည်းပေးဖို့ပါတယ်မြေဆွဲအားကြောက်လူတွေလမ်းလျှောက်နိုင်ကြတယ်တဲ့ မြင်ဆွဲရမရှင်လူတွေလမ်းမလျှောက်နိုင်ဘူးအာဂါသဟင်းလင်းပြင်ပေါ်မှာဘယ်သူမှလမ်းလျှောက်လို့မရဘူးဒီလိုကြီးပဲသူတို့ဖြစ်နေကြတယ်ဒီလိုကြီးပဲလမ်းလျှောက်လို့ရလားဘာကြောင့်လဲမြင်ဆွဲအားမရှိဘူးဒီကဘာညီကြီးမှာလူသားတွေလမ်းလျှောက်နေတာဘာကြောင့်လဲမြင်ဆွဲအားကြောင့်မြင်ဆွဲအားမရှင်ဘာဖြစ်မလဲတချို့မူဗီတွေမှာရှိတယ်လေမြင်ဆွဲအားမရှင်ဘာဖြစ်လဲကျွန်တော်အကုန်လုံးကောင်းကင်ပေါ်တက်ကုန်ပါလေကားတွေလည်းအကုန်လုံးအပေါ်မြောက်ကုန်ပဲအိမ်တွေလည်းအကုန်လုံးဒီဟာတွေလည်းအကုန်လုံးကွန်ပျူတာတွေလည်းတူ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 အပေါ်တက်ကုန်ဟာအခုကဘာကြောက်လဲ မြေဆွဲအချောက်ကျွန်တော်တို့အခုသွာလာနေကြတယ်မတ်တရက်နိုင်နေဆိုတော့ကျွန်တော်နားလေရဒါပေမဲ့မြေဆွဲအားကားတဲ့ခလေးငယ်တယောက်ကိုလမ်းလျှောက်တတ်အောင်တော့မလုပ်ပေးဘူးတဲ့ခလေးငယ်တယောက်လမ်းလျှောက်တတ်မြေဆွဲအားကြောင့်လူတွေလမ်းလျှောက်တာဟုတ်တယ်ဒါပေမဲ့ခလေးလေးမွေးလာတဲ့သူတယောက်လမ်းလျှောက်တတ်လာအောင်တော့မြေဆွဲအားမလုပ်ပေးဘူးဆိုတော့သူလမ်းလျှောက်တတ်ဖို့အတွက် ်ညီဆွဲအားရှိပြီးသားဖျားခင်ညီဆွဲအားကိုပြင်ဆင်ထားတယ်သူလမ်းလျှောက်ဖို့အတွက်သူဘာလုပ်ရမလဲဖျားခင်အပိုင်းကတော့ညီဆွဲအားကိုအာ law of gravity လို့ခေါ်တာပေါ့ညီဆွဲအားကိုဖျားခင်တဘာဝအလျောက်ဖန်ဆင်းပေးထားတယ်ဒါပေမဲ့ခလင်းငယ်တယောက်လမ်းလျှောက်တတ်ဖို့ဆိုအတွက်သူဘာလုပ်ရမလဲသူကိုယ်တိုင်ကျိုးစားရမယ်သူကိုယ်တိုင်မတ်တထမယ်သွားမယ်စရချင်းတော့လဲမှာပဲကောင်းနေလဲတိုက်မိမှာပဲအဲဒူးတွေလဲကွဲတာတွေရှိမှာပဲဒါပေမဲ့ကျိုးစားရင်ကျိုးစားကျိုးစားရင်နဲ့နောက်ဆုံးသူဘာဖြစ်သွားလဲကျွန်တော်တို့တွေလမ်းလျှောက်တက်လာကြတယ် ဟုတ်တယ်နော်ကျွန်တော်တွေလမ်းလျှောက်တက်လာကြဆိုတော့မြေဆွဲအားလမ်းလျှောက်တယ်ဆိုတာမြေဆွဲအားကြောက်ရဲ့ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုရဲ့ငါကုမရှိဘူးလားနာခုရှိတယ်အဲ့လိုပဲဝိညာဉ်ကြီးရမှာလဲပဲဝိညာဉ်တည်တည်လာဖို့ဖယားသခင်ကဘာကိုပြင်ဆင်ပေးလဲဆိုတော့ the law of spirit လို့ခေါ်တဲ့ဝိညာဉ်တော်တရားကိုပြင်ဆင်ပေးတယ်ဆိုတော့ law of gravity ရေဆွဲအားအခုကျတော့ law of spirit ဝိညာဉ်တော်ရဲ့တရားသခင်ယေရှုအထင်းမှာကျွန်တော်တို့ကို ပြင်ဆင်ပြီးသားဖြစ်တယ်ဟုတ်ပြီနော်ပြင်ဆင်ပြီးသားဖြစ်တယ်ဆိုတော့ဝိညာဉ်သီးသီးလာကိုကျွန်တော်တို့ဘက်ကလည်းပါလို့ဖို့လိုလဲဆိုရင်ကြိုးစားလှုပ်ဆောင်ဖို့လိုလာတယ်ဟုတ်ပြီနော်ဒီအရာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ရှင်းသလားသဘောပေါက်သလားဟုတ်ပြီဆိုတော့မြင်ဆွဲအားရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့လမ်းလျှောက်တတ်တယ် ဒီဆွဲအားကလမ်းလျှောက်တက်အောင်တော့ခလေးကိုမလုပ်ပေးဘူးကျွန်တော်တို့လည်းပဲဝဉ္ဉင်တော်တရားကြောင့်ဝဉ္ဉင်အတိအသီးလာမယ်မဲအဲ့လိုဝဉ္ဉင်တက်ကျွန်တော်ဝဉ္ဉင်အတိအသီးဖို့တော့ကျွန်တော်တို့ဖက်ကဘာလုပ်ဖို့လို့လဲကျူးစာ အထုတ်ဖို့လိုတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်ဖို့အင်မတန်အရေးကြီးတယ်နောက်တစ်ခုကျွန်တော်တို့ကြည့်ရအောင်ကျွန်တော်တို့ဝဉ္ဉင်အတိအသီးလာဖို့အတွက်နောက်တစ်ခုကတိကော့ခန်းကြီးကို24 29မှာကျွန်တော်ဖတ်မယ်နော် ညီတပြင်းလုံး၌ပြန်၍ပြေးကြတော်သူအပေါင်းတို့သည်ပြန်၍ပြေးကြတော်လဲတယောက်ကြီးသာလင်စုကိုရသည်ဟုသင်တို့မသိကြတော်စုကိုရမည်အကြောင်းပြေးကြလောဝဲ၌ပြန်၍အချင်းချင်းတိုက်တော်သူမိဒီကအာရယာ၌တတ်မဲ့ချင်းကိုချုပ်တီးတတ်၏ထိုသူတို့သည်ညှိုးနှံပျက်စီးတတ်သောဘန်းဥယျကိုရခြင်းအလုံးငါပြုကြ၏ငါတို့မူကမညှိုးနှံမပျက်စီးနိုင်သောဘန်းဥယျကိုရခြင်းအလုံးငါပြုကြ၏ ဒီနေရာမှာပါကိုရှင်ဘောလို့ပြောလဲဆိုတော့စီကန်းတကြနေထိုင်ခြင်းကိုသူကပြောထားတယ်ယုံကြည်သူတွေအားပေးထားတယ်ဆိုတော့အပြည့်ပြိုင်ဝဲမှာလူတိုင်းကတော့ဆုရမှာမဟုတ်ဘူးတဲ့တယောက်ကပဲရမယ်တဲ့ဆိုတော့အဲ့ဒီတယောက်ရတဲ့သူကအလိုအလျောက်တော့ဆုရတာမဟုတ်ဘူးအဲ့ဒီလိုအပြည့်ပြိုင်ပွဲဝင်ပြန်ပြီးတော့ပထမရလာဖို့အတွက်နှဲ့နဲ့ချီပြီးတော့သူစီကန်းတကြသူလစ်ချစ်ခဲ့တာမရှိဘူးလားရှိတယ်နော်ဆိုတော့ကိုရှင်ဘောလူကပြောနေတာမအောင်လအောင်စားဟိုတယ်လောက်အထိုးတယ်ပြန်နိုင်သွားတယ်လေ အဲ့လိုနိုင်ဖို့အတွက်သူနဲ့နဲ့ချီပြီးတော့ပေးဆက်တယ်စားရမယ့်အရာစားရမယ့်စားရမယ့်အရာတွေရှောင်းတယ်မနေ့ဘယ်အချိန်ထားရမယ့်ဘယ်အချိန်ဂျင်သွားရမယ့်စီကန်းတကြားနဲ့နေတူဟာသူလှုပ်ဆောင်ရင်ကြိုးစားရင်ရုန်းကန်ရင်လေ့ချရင်းနဲ့ပဲမနိုင်ဘူးလားရန်သူကိုအဲရန်သူတော်ဖြစ်ကုန်ပြီပြိုင်ဖက်ကိုမနိုင်ဘူးလားနိုင်တယ်အဲ့ဒီလိုအပြေးပြိုင်ပွဲမှာလဲထုံနည်း၎င်းပဲ ဆိုတော့ဝิญဉေရမှာလဲကျွန်တော်တို့ကအတိအသေးဖို့အတွက်အဲ့တဲ့သဘောမျိုးကျွန်တော်တို့နားလည်ဖို့လိုတယ်ဆိုတော့တပည့်တော်အတ္တမိကိုစီကံထားပြီးတော့တစ္ဆာရှိလှုပ်ဆောင်ခြင်းအဖြစ်ပဲဥပမာကျွန်တော်တို့အတိသီးလာနိုင်မယ်ဥပမာကျွန်တော်တို့အတ္တမှာဖြောက်ပြက်မရနိုင်တဲ့အကျင့်ဆိုးတစ်ခုရှိတယ်ဆိုကြပါစို့တန်ရှင်းသောဝิญဉတော်တကူအဖြစ်ကျွန်တော်တို့အဲ့ဒါကိုနိုင်နိုင်တယ်ဆိုတာကိုကျွန်တော်သိတယ်ယုံကြည်သူတိုင်းသိတယ်ဒါပေမဲ့ ထိုကဲ့သို့ဝိညာဉ်တော်တကူထင်ရှားဖို့ကျွန်တော်တို့တပည့်တော်တွေကစီးကန်းကြကြိုးစားအားမထုတ်ဘူးဆိုရင်ဖြစ်မှာမဟုတ်ဘူးဟုတ်ပြီနော်ဖြစ်မှာမဟုတ်ဘူးဒါကြောင့်ကောလောသဲခရင်29မှာရှင်ပေါ်လို့ပါပြောလဲဆိုကျွန်တော်တို့နောက်ကလိုက်ဆိုပြအောင်အဲဂျေစုပြေငါ၌တကူပြုပြင်အားထုတ်တော်မူသည့်အတိုင်းကြိုးစားအားထုတ်လေရှိဤရှင်မလို့ပြောတယ် တိုင်ရှင်သောဝိညာဉ်တော်ကတကူဟာတဲ့ငါအထဲမှာငါ၌တကူတော်ပြုတ်ပြင်းအာထုတ်တော်မူသည့်အတိုင်းငါလည်းပဲကျူးစာအာထုတ်တယ်လို့ပြောထားတယ်။အဲ့ဒီသဘောကိုကျွန်တော်နားလည်ဖို့လိုတယ်နော်။အဲ့ဒါနားမလဲလို့ဆိုရင်ဝိညာဉ်ကြီးကမှရှုရှက်ခတ်သွားမယ်။ဘာကြောက်လဲဆိုရင်ကျွန်တော်နေမာနေတော့တချို့သောဆရာတွေတုံတင်မှုတွေမိုင်းနဲ့တုံတင်မှုတွေရှိတယ်။ဘယ်လိုလဲရှိလဲဆိုတော့ခမရဝိညာဉ်တော်မနှုတ်ဆိုဘာမှမလုံးနဲ့ဘာမှမလုံးနဲ့မနဲ့ဥမာပြတချို့လူတွေက ုံညီသူတွေက9နိုင်နှိုးဆက်ထားတယ်သို့မဟုတ်4နိုင်နှိုးဆက်ထားတယ်6နိုင်နှိုးဆက်ထားတယ်အဲ့လိုလဲနှိုးဆက်မထားနဲ့လေခမရအဲ့ဒါလောက်တာခမရစာတိစူးစားခြင်းပဲဖြစ်တယ်လို့တို့ကအလွဲတွင်နေတာရှိတယ်ဟုတ်ပြီနော်အလွဲတွင်နေတာရှိတယ်ဒါပေမဲ့ရှင်မောလူကိုကြည့်တဲ့အခါအဲ့လိုမဟုတ်ဘူးခမရဘာမှလှုပ်ရှားမလုပ်ဘူးဖခင်ရဲ့ဝိညာဉ်တော်ကသူ့အတူလှုပ်သွားလိမ့်မယ်ဆိုပြီးတော့လူအပိုင်းကဘာမှခမရလှုပ်မနေနဲ့ဆိုပြီးတော့တွင်တင်မှုတွေရှိတယ် เนาะအဲ့ဒါ၄အများကြီးရှိတယ်ကျွန်တော် line body မှာလဲအဲ့ဒါကျွန်တော်တတိထားဖို့လိုတယ်အဲ့ဒါကြောင့်စန်းစာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ပိုင်းချဖို့လိုတယ်ရှင်ဘောလူပြောတဲ့နောက်ကကျေးဇူးပြန်ဆိုရအောင်ငါနဲ့တကူပြုပြင်အာထုတော်မူသည့်အတိုင်းကျိုးစားအားထုတ်လေရှိ၏ဝိညာဉ်တော်ကသူ့အထဲမှာနိုးစော်လို့သူကလည်းပါလို့လေကျိုးစားအားထုတ်တယ်သူအိတ်ချင်ပေမဲ့ထားရမယ်ဒီမှာသူထားတယ်စံစာပတ်တယ်သူဆူတောင်းတယ်ဆိုတာသူပြောချင်နေတာဟုတ်ပြီနော်သဘောပေါက်တယ်နော်ဟုတ်ပြီဆိုတော့ဥပမာဆိုကြပါစို့ ခရိယံသက်တာမှာကျွန်တော်စီကန်းကြနေနိုင်ခြင်းဟာအရေးကြီးတယ်ဆိုတာဥမာကျွန်တော်တခုပေးမယ်ဆယ်တန်းပညာကိုအောင်နိုင်ခွင့်ကိုဘုရားသခင်ပေးတယ်။အော်ကျွန်တော်တို့တော့ကတော့ဆယ်တန်းစနစ်ပေါ့။ဆယ်တန်းအောင်နိုင်ခွင့်ကိုဘုရားကြီးကျွန်တော်မပေးနိုင်ဘူးလား။ပေးနိုင်တယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်ကျွန်တော်ကိုပေးမှာပဲဆယ်တန်းအောင်ခွင့်ပေးမှာပဲအစာရှောင်မဲ့ဆူတောင်းပြီးတော့စာမလဲမဖတ်ဘူးကြောင်းလဲမသွားဘူးဆိုအောင်နိုင်မလား။အဲ့တဲ့သဘောမျိုးပဲ။ဟုတ်ပြီနော်။ကိုယ့်ရဲ့လှုပ်ဆောင်မှုအပေါ်မှာဘုရားသခင်ကောင်းကြီး ပေးတာပေါ့စီးပွားရေးလုပ်မယ်ဖခင်ငါအောင်မြင်ခွင့်ပေးမယ်ဆိုပြီးတော့အာစီးပွားလုပ်တော့မကြိုးစားဘူးဆိုရင်တော့ဖခင်ဘယ်လိုကောင်းကြည့်ပေးမလဲအခုစီးပွားလုပ်တယ်ဆိုရင်ဖခင်တတ်နိုင်တယ်ဆိုတဲ့အပေါ်မှာယုံကြည်ဖို့ကိုလည်းကြိုးစားတယ်အဲ့ဒီအပေါ်မှာဖခင်ကလမ်းဖွင့်ပေးတယ်ဖခင်ကကိုယ့်ကိုကျမ်းမာခြင်းပေးတယ်ဖခင်ကကိုယ့်ကိုချီးမြောက်တယ်အဲ့လိုသွားရမှာပေါ့ဒီမှာចောင်းသူចောင်းသားတွေဆိုလည်းဖခင်ကျွန်တော်ကိုအမှတ်ကောင်းအောင်ပေးနိုင်တယ်ဆိုတာကိုယုံကြည်ပြီးတော့ကျွန်တော်ကကြိုးစားအားထုတ်ရမှာပေါ့နေမှာလည်းပဲကျွန်တော်တခါပြောပြလာမသိကျွန်တော်ယုံကြည်သူတယောက်လေ တော့ဆေရနုံရောက်လဲရောက်တဲ့အခါမှာအဲ့လိုပဲဖျားသခင်အလုံးတတ်နိုင်နေဆိုပြီးတော့အမြဲတမ်းအာအာနိုးထမှုအစီအစဉ်ဒီမှာသွားပြီးတော့ဖျားကိုချီးမွမ်းနေကိုကိုယ်သူဆေရန်ကိစ္စလဲဖျားခင်တာဝန်ယူနိုင်နေဆိုပြီးတော့သူအဲ့လိုယုံကြည်တာဟိုကလည်းအဲ့လိုတွေတွင်တင်ကြတော့ဆေရန်ပြေးတဲ့ချိန်တုတ်ခတ်ရောက်ရောက်တုတ်ခတ်ရောက်ရောက်သူပြန်ပြောပြเนาะအဲ့တဲ့သဘောမျိုးကျွန်တော်တို့နားလေဖို့လိုတယ်ဖျားလှုပ်ဆောင်တဲ့အပိုင်းရှိတယ်ကိုယ့်ရဲ့လှုပ်ဆောင်မှုအပိုင်းရှိတယ်မှာကျန်တာဖတ်ဖို့ဆူတောင်းဖို့ကျွန်တော်အချင်းကိုတတ်မှတ်တတ်ရဲ့ တက်မှတ်ထားတဲ့အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်မလုဆောင်တဲ့နိုင်တဲ့အချိန်တွေလည်းရှိတတ်ပါတယ်။ဒီမှာပြခလေးဒီကိစ္စတွေနဲ့ကျွန်တော်တခြားကျန်းစာဖတ်မယ်ဆူတောင်းမယ်အချိန်မှာဧည့်သည်ဒီလာတာနဲ့ကျွန်တော်တို့မလုနိုင်တော့ဘူး။စသဖြင့်ကျွန်တော်ညအေးရပြက်တာနဲ့ကျွန်တော်တို့တက်မှတ်ထားတဲ့အချိန်မှာကျန်းစာမှာဖတ်နိုင်တဲ့အချိန်တွေလည်းများစွာရှိနိုင်ပါတယ်။သို့တော်လည်းပဲတစ်ချိန်တစ်ခါကျွန်တော်တို့နော်အပေးယူလောက်တယ်နှစ်ချိန်သုံးချိန်ပေးလို့ကိစ္စမြေအတိန်ချိန်ဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ဝိညာဉ်အသီးသီးဖို့တော်တော်လေး အာအဆင်မပြေဖြစ်လာမယ်เนาะအချိန်ချင်းကျွန်တော်တို့ရွှေဆိုင်မယ်ကျွန်တော်စီကံတက်မှတ်တဲ့အရာကျွန်တော်ရွှေဆိုင်မယ်ရွှေဆိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရေရှည်မှာမကောင်းတော့ဘူးပေါ့เนาะကျွန်တော်ရဲ့ဝิญญည်ရဲ့အတွက်ကောင်းကြီးမင်္ဂလာဆုံးယုံနိုင်တယ်ဘာကြောင့်လဲဆိုရင်အတွေ့တစ်ခုကိုတဲ့ကျွန်တော်တို့မျိုးချဲတယ်ဆိုရင်လောက်ရက်တစ်ခုကိုရိတ်သိမ်းရမယ်တဲ့လောက်ရက်တစ်ခုကိုမျိုးချဲတယ်ဆိုရင်အလစ်အစ်စ်တစ်ခုသိမ်းရမယ်အလစ်အစ်စ်ဖြစ်လာမယ်တဲ့အလစ်အစ်စ်တစ်ခုကိုမျိုးချဲတယ်ဆိုရင်ဖြောက်ဖြက်မရတဲ့ အရာကိုရိတ်သိမ်းရမယ်။ဒါကြောင့်ကောင်းတဲ့အရာကိုမြှုပ်ချဲပေါ့။အဲ့ဒါဆိုရင်ဖြောက်ဖြက်လို့မရတဲ့ကောင်းတဲ့အရာကိုရိတ်ရမှာပေါ့။မကောင်းတဲ့အရာကိုသွားပြီးတော့ချဲမယ်ဆိုရင်တော့အဲ့ဒီမကောင်းတဲ့အရာခုဘဝအတ္တတံဘလို့မှဖြောက်ဖြက်လို့ရတာမှာမဟုတ်ဘူး။ဒါကြောင့်မလို့ဥမာပြပါကောင်းတဲ့အခြေလေစံစာပတ်တဲ့အခြေဟာနေ့ရက်နေ့တိုင်းစံစာပတ်တဲ့အခြေစုတောင်းနေရကောင်းတယ်။အဲ့တော့အမြဲတမ်းမြှုပ်ချဲအမြဲတမ်းခုအခြေဖြစ်သွားမှာပေါ့။အဲ့ဒီသဘောပဲ။နော်ဆိုတော့ခုကျွန်တော်ဒီခွန်အားပေးခြင်းပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ ဘုရားသားသမီးတွေဝိညာဉ်အသီးသီးလောက်ဘုရားခင်လို့ရှိတယ်အဲ့လိုအသီးသီးလောက်ဘုရားခင်လှုပ်ဆောင်ပိုင်းတဲ့ဘုရားခင်လှုပ်ပေးတဲ့အပိုင်းရှိတယ်လို့ပဲကျွန်တော်တို့ဖက်ကလည်းပဲလှုပ်ဆောင်ရမယ့်အပိုင်းရှိတယ်ဝိညာဉ်တော်နဲ့အတူလျှောက်လန်းခြင်းဆိုတဲ့အတိတ်ပဲဖြစ်တယ်ဝိညာဉ်တော်နဲ့အတူလျှောက်လန်းဝိညာဉ်တော်ကနှိုးဆော်ကျွန်တော်တို့ကလည်းနာခံတဲ့လှုပ်ဆောင်တဲ့အတူတူကလျှောက်လန်းတဲ့အသက်တာရှိတဲ့အခါမှာပဲ ဝိညာဉ်တော်အသီးဟာအနေနဲ့သိနေဝိညာဉ်တော်အသီးဟာတစ်ချိန်တည်းရနဲ့အနေနဲ့သွားမှာမဟုတ်ဘူးအဲ့ဒါက process on the process ဖြစ်တယ်တော့ဒီနေ့တည်းတဲ့အချိန်ချိန်နောက်နေ့မတည်းတဲ့အချိန်လည်းရှိနိုင်တယ်ဒါကြောင့်အနေနဲ့ဖိဝိညာဉ်တော်နဲ့ရှောက်လန်းတဲ့ပုံမှာပဲမူတည်နေတယ်ဆိုတော့ကျွန်တော်ရုံးပြီးပြီနားလေဖို့ဒီနေ့ခေါ်အားပေးနေရောက်တဲ့ဘုရားရှင်ကောင်းကြီးပါစေအချက်